လူမှုမှာတင်ထားရတဲ့ညနေခင်းထူးထူးတင်စီစဉ်နေတဲ့ဝေါ်မြိုနယ်ကကြေးဝါချုပ်ကိုစစ်ကောင်စီတားမှလူမျိုးရေးရယူပြီးကြက်ခိုင်ပါတီတဲ့မဲဆန်နေတဲ့တင်ကိုတစ်ဆက်ပေးပါမယ်ကျွန်တော်ကိုစောပါပကိုတဲ့ဝေါ်မြိုတဲ့ဒီကစစ်ကောင်စီတပ်တွေထိန်းချုပ်ထားတဲ့ကြေးဝါတွေချုပ်မှာကြက်ခိုင်ပါတီကိုယ်စားလောင်းတွေကစစ်ကောင်စီတပ်တွေကိုလူမျိုးရေးရယူပြီးမဲဆန်မှုတွေပြုလုပ်နေပါတယ်ဝေါ်မြိုနယ်ပြားချေးရမှာမနေ့နိုဝင်ဘာ16ရက်နေ့လယ်7:00အချိန်စစ်အစိုးရယူကောက်ပွဲတင်ဝင်ပြိုင်ဖို့ကြိုးပမ်းနေတဲ့ကြက်ခိုင်ပါတီတို့က စီကောင်ရှိတက်ကရရှိတူးနဲ့တပ်သားတွေဟာပါတီကိုယ်စားလောင်းအတွက်ကြေးရဒေသခံတွေပေါ်မွေးဆွမ်မှုတွေပြုလုပ်သွားခဲ့တယ်လို့ကြေးရဒေသခံဒေသကြီးမြင့်တွေကလူလူမြမာကိုပြောပါတယ်။ကျန်းခိုင်ပါတီကိုမဲပေးဖို့အတွက်အပြကြေးရသားတွေကိုစီကောင်ရှိတက်တွေကလုံခြုံရေးရယူကဒေတော်စစ်ကိုတရားမဖြစ်မနေကြေးရအုပ်ချုပ်ရေးရုံးကိုတိကျခေါ်ပြီးမဲဆက်သွားခဲ့တာလို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ကြေးရဒေသခံတွေကဆိုပါတယ်။ဘူတိုင်းမှာကြန့်ခိုင်ပါတီပါဝေးနိုင်ငံတော်ပါတီ6ခုနဲ့တိုင်းဒေသတွင်းအတွက်ပါတီ60ခုအပြင်90လောင်း900ဦးကျော်တဲ့မင်းဟာ ဂျမဆယ်အိုစုရဲ့တွေ့အောင်ရေကောက်ဖွဲ့တဲ့ပါဝင်ရှင်ပြန်ကြမှာလည်းဖြစ်ပါတယ်။